မြန်မာပြည်မှာလေအောင်မြင်ခြင်းမထော်မနန်းနေလို့လားအထူးသဖြင့် TikTok မှာပို့ပြီးသိတာနော်မထော်မနန်းနေလို့လားကျွန်တော်တို့လိုပညာပေးစကားတွေပြောနေဆိုတဲ့သူတွေရတဲ့ reaction ထက် react ထက်ပေါက်ပန်းလေးစေမထော်မနန်းနိုဒီတွေခါပြမယ်မထော်မနန်းအမူအရာတွေလုပ်မယ်မဟုတ်တရုတ်တွေကိုလုပ်မယ်အဲ့လိုစီမှာရတဲ့ reaction တွေက react တွေကပုံများတယ်။သိလား ဆိုတော့လူတွေဟာကောင်းတာထက်မကောင်းတာမှာပိုပြီးတော့မှမွေ့လျော်တဲ့သဘောရှိတယ်။အဲ့တော့အောင်မြင်ခြင်းလေဆိုရင်စောက်ဘောစောက်ရောတွေသာလှုပ်လိုက်အဲ့လိုပဲပြောတော့စောက်ဘောစောက်ရောလှုပ်လို့ရှိရင်အဲ့ဒါအောင်မြင်ပြီ။အောင်မြင်ပြီရိုးရိုးတမယိုးကြလူလိုသူလိုကောင်းကောင်းမွန်မွန်နဲ့ဆိုရင်လူမသိဘူး။အဲ့တော့ဘာဖြစ်လဲဆိုတော့လူငယ်တွေကလွယ်လိုက်လာတာလေ။ နော်မထော်ဒီယော်တွေပြောရော မထော်ဒီယော်တွေလုပ်ရော အမလီငါပိဆိုင်မူးလို့အန်လို့ဆိုတာတွေအဲအဲ့လိုမျိုးတွေနော်ဟိုတနေ့ကပါလဲကြည့်လိုက်ရပါတယ်อืมအင်တာဗျူးလေးတခုပူလို့ရှိရင်အင်အားကုန်မရလို့ရှိလို့ရှိရင်ဘာဖြစ်တယ်ဆိုလားရာတယ်ဆိုလားယမ်းတယ်ဆိုလားဘလို့ဖြစ်တယ်ဆိုအဲ့လိုတွေပေါ့ ဘလုံး attention any attention အဲ့တော့အဲ့လို attention မှာကောင်းတဲ့ attention နဲ့မဟုတ်ဘူးနော်တိကဘလုံးနီးနေပဲဖြစ်ဖြစ်လူသိရင်ပြီးသွားအောင်နံပါတ်၁လူသိဖို့ဆိုပြီးတော့မှလေအဲ့လိုမျိုးတွေလောက်ကြပြုတ်မှုကြတာပေါ့အဲ့တော့လူငယ်တွေကဘာဖြစ်လဲဆိုတော့ရေလိုက်လွဲသွားကြပြီကိုယ့်ရဲ့ ability နဲ့ကိုယ့်ရဲ့ talent နဲ့ကိုယ့်ဂုဏ်သိက္ခာနဲ့တိဆောက်တဲ့ဘဝအထက်လူဘလုံးသိမလဲလူသိရင်ပြီးရောဘလုံးမျိုးဆိုရင်ဖြစ်မလဲလူသိဖို့လူအဲ့ဒီ reaction တွေရဖို့ react တွေရဖို့လူတွေသိဖို့ like တွေများများရဖို့အဲ့ဒါကိုပဲဥတီရှေးရှုပြီးတော့မှအဲ့လိုပဲလောက်တာ ်နော်အဲ့တော့အောင်မြင်ခြင်းလားမြန်မာပြည်မှာစောက်ပေါ်စောက်လောတာလုပ်လိုက်အောင်မြင်ခြင်းစောက်ပေါ်စောက်လောလုပ်လိုက်အဲ့ဒါမြန်မာပြည်မှာအောင်မြင်တယ်အဲ့တော့စောက်ပေါ်စောက်လောလုပ်လို့အောင်မြင်တယ်ဆိုရင်စောက်ပေါ်စောက်လောကိုအားပေးနေတဲ့ဟာတွေကစောက်ပေါ်စောက်လောထက်အောက်ကျတဲ့ဟာတွေအဲ့တော့ကျမတို့တွေကကျမတို့အဆင့်တန်းကြီးတွေကဘလို့ကြီးဖြစ်သွားပြီလဲဟုတ်လားအခုကြည့်လိုက်ဘာရင်မဟုတ်ဘူးနော်ပရဟိတလုပ်တဲ့ရေခဲကြောင်းတဲ့သူကသူရေခဲကြောင်းရောင်းနေတယ်စိန်ဆိုင်ကခေါ်ပြီးစိန်ဆိုင်မှာတစ်တော့ကခိုင်းတယ် ူကိုကြိုးအတွက် attention ယူတာ attention ယူလိုက်တာဟောကိုရုပ်ရှင်ရိုင်းအောင်မယ်လေ။ तू အနုပညာဝန်ဆောင်ဘယ်လောက်ပြည့်လို့တော့ရုပ်ရှင်ရိုင်းရအောင်။ကျမဟိုဟိုဟိုအမကြီးအမဲလိုက်အကအမကြီးတော့လေကျမပြောတော့ကျမကိုဝိုင်းဆဲကြတယ်။ professional career ဆိုတာရှိသေးတယ်ဝန်ဆောင်ဆိုတာရှိသေးတယ်။အခုရုပ်ရှင်ရိုင်းအောင်မယ်တဲ့။ အနုပညာဝန်ဆာဘယ်လောက်ရှိလို့တော့အနုပညာဝန်ဆာပြည့်တဲ့အနုပညာရှင်နေတော်မှဘင်းဒီအနုပညာလောကထဲမှာမကွဲပြောက်တော့အောင်ကြိုးစားရုန်းကန်နေကြရတာအဲ့လိုမျိုးအလွယ်လန်းကနေလာပြီးတော့မှတခါနဲ့ attention ယူပြီးတော့မှဖီသူရင်းရဲ့စိတ်ဝင်စားမှုယူပြီးတော့မှရုပ်ရှင်ရိုက်မယ်တဲ့ရုပ်ရှင်မင်းသားတင်ရိုက်မယ်တဲ့အဲ့လိုလူမျိုးကိုကျွန်တော်တို့ကအားပေးရအောင်မလားပညာရှင်ကိုပဲလိုချင်တယ်လေပညာရှင်ကိုပဲကြည့်ချင်တယ်လေအဲ့လို attention နဲ့အဲ့လိုမျိုးဆိုရင်ပေါ်ပေါ်လောလောတွေမဖြစ်သွားဘူးလား အဲ့တော့အခုကအဲ့လိုမျိုးဘသူနည်းနည်းလေးတန့်ငနေဖြစ်တယ်လေစီဝိုင်းသမားကလည်းခေါ်ပြီးပလေးလိုက်တာအဲ့တော့ဟုတ်တယ်အဲ့တော့ပလေးခါတော့ဘာဖြစ်လဲဆိုတော့ပတ်စံရတယ်အဲ့တော့သူ့ဘဝအတွက်တော့အကြောင်းတစ်ခုအတွက်တော့အဆင်ပြေသွားမှာပေါ့နော်အဲ့တော့အဲ့လိုအဆင်ပြေခြင်းနဲ့အဲ့လိုမျိုးထင်ပေါ်ခြင်းနဲ့အဲ့လိုမျိုးခဏလေးပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ talent ကိုယ့်ရဲ့ ability တွေမဟုတ်ဘဲနဲ့ခုနလိုပေါ့ခဏလေးပဲဖြစ်ဖြစ်ကောက်ယုံးမီလိုမျိုးဖြစ်သွားခြင်းနဲ့ဆိုရင်ကျမနှီးပေးလိုက်မယ်ခုနငွေပွားနှီးပေးပါတည်တင်းလို့ပြောလို့မလို့နှီးပေးလိုက်မယ်ပေါ်နိုင်သမျှပေါ် ဆောက်ဘောဆောက်လို့တွေဒါလုတ်ပြလိုက်နော်ပေါ်နိုင်တယ်မြောက်ပေါ်ပြီးဆောက်ဘောဆောက်လို့တွေလုတ်လိုက်လို့ရှိလို့ရှိရင်လူတွေစိတ်ဝင်စားမှုရလိမ့်မယ်ခဏတောက်ယုံပြီးဖြစ်လိမ့်မယ်စီပွားရေးသမားတွေကလာပြီးတော့မှသူတို့ရဲ့ဆိုင်ဆိုင်ပုတ်ရှိမှ TikTok ခိုင်းလိမ့်မယ်ရေတုံမှာတော့ပတ်စံရသွားလိမ့်မယ် talent တွေ ability တွေမပိုင်ရေရှည်မခံဘူး ကျွန်တော်တို့ဒီလောကမှာယက်တည်နေတာကျွန်တော်တို့လည်းကျွန်တော်တို့ဝမ်းစာနဲ့ကျွန်တော်တို့ talent နဲ့ကျွန်တော်တို့ ability နဲ့ကျွန်တော်တို့ယက်တည်နေတာဘယ်သူဖြက်ဖြက်မပြက်ဘူးဘယ်သူလာတိုးချာချာမတွန်းချမကြပါဘူးကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာဝမ်းစာနဲ့ယက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခြေခိုင်တဲ့ foundation ခိုင်တဲ့အဲ့တော့ငွေပွားနည်းဆိုလို့နော် ပေးပါဆိုလို့ပေးလိုက်ပြီမြန်မာပြည်မှာအရန်အောင်မြင်မှုလွယ်တယ်မြန်မာပြည်မှာအောင်မြင်ခြင်းရင်တစ်တော့မှာစောက်ဘောစောက်လို့တွေသာလုပ်လိုက်အဲ့ဒါဆိုအောင်မြင်ပြီနော်အဲ့ကြရင်အမစိမ့်ဆိုင်နေရလိုက်လာလိမ့်မယ်သူတို့ဆိုင်ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိမ့်မယ်เนาะအဲ့ကြရင်အမှုပညာရှင်ဖြစ်သွားပြီเนาะအဲ့ကြရင်ပတ်စံရလိမ့်မယ်ဟုတ်ပြီလားเนาะ